တခြင်းလေးကတော့ကျွန်တော်တို့ကိုမျိုးကြီးရဲ့ဈေးပေးပါဆိုတဲ့တခြင်းလေးဖြစ်ပါတယ်နော်အဲတခြင်းလေးကိုကျွန်တော်တီးခတ်ထားတဲ့ပုံစံလေးအတိုင်းတကယ်ချင်းလေးမျှဝေပေးမှာဖြစ်ပါတယ်အလုံးစုံတော့မှန်ဖို့ကတော့လုံးဝမလွယ်ပါဘူးเนาะကျွန်တော်တီးထားပုံစံလေးဖြစ်ပါအမားတွေရောယူဆအမားတွေရောဘာတွေရောရှိနေလဲကျွန်တော်အမားလိုပဲသဘောထားပြီးတော့အလုံးတီးခတ်ထားလဲပေးပါပါเนาะဟုတ်ပြီအဲ့တော့ဒီတခြင်းဒီပြီးတော့ကြတော့ဒီလိုမျိုးပေါ့เนาะအခြေခံအဒီပေါ့เนาะအဆင့်တန်းနည်းနည်းလေးပို့ပြီးမြင့်နေပေါ့เนาะတီးရတာနည်းနည်းလေးဟလာဟိုဟာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါ ဆင်းရဲပုံစံမျိုးပဲဖြစ်တာဖြစ်တဲ့အတွက်အခြေခံသမားတွေနားမလည်နိုင်ရင်လည်းအောင်ငါတို့တခုခုထပ်ပြီးတော့ဖြည့်ကျင်းမှုလိုတယ်ဆိုတာမျိုးကိုအကောင်းဘက်ကတွေးပြီးတော့ထပ်မှန်ပြီးတော့ပညာရနာကိုလိုက်ပြီးရကျင့်ပြီးတော့ကောင်းတဲ့ဘက်ကယူနိုင်ကြပါလေဟုတ်ပြီနော်ဘာလို့အဲ့လိုပြောရလဲဆိုတော့ဟိုမှာကျွန်တော်ပြောရတယ်ပေါ့နော်ဒီတချင်းကတော့ကျိုးတွေကိုရှော့တီးတာဘာလို့တာပေါ့အကုန်လုံးရှော့တာ drop တီးလောက်တာအဲ့ဒါပေါ့အဲ့ဒါဟိုတွေကသူတို့မသိတော့အဲ့ဒါဟိုတွေကသူတို့မသိလဲမသိရောမလုပ်လဲမလုပ်တာကိုကျွန်တော်တို့ကဘာဖြစ်လဲဟာဘာဖြစ်တယ်ညာဖြစ်တယ်ပြောတော့ဒုက္ခရောက်ပါတော့အဲ့တော့အခက်အခဲတုံတရားများရှိရင်ကျွန်တော်ကိုပဲအပြစ်တင်ပြီးတော့ကျွန်တော်ပြစ်လို့ပဲသဘောထားပါပေါ့နော် ဟုတ်ပြီအဲ့တော့ဒီတချင်းကကျိုးက drop D ဖြစ်ပါတယ်ပေါ်ကျိုး D လောက်တီးတာနော်ဟုတ်ပြီအဲ့ကျွန်တော် main standard ကိုပြန်ညှိလိုက်မယ်ဟုတ်လားဟုတ်လားဒါမူရင်မူရင် standard ဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်တို့ကအပေါ်ကျိုးတကျိုးတည်းကို D D shot ပါနော် ချူနာမှာလည်းကြည့်လို့ရတယ်နော်ချူနာမှာဆို D2 လို့ပေါ်မယ်ပေါ်ယူဒီလိုလည်းအဲအကြောင်းသေးသေးမပြောတော့ဟုတ်ပြီလို့အဲ့တော့ဆလူချင်းသားဒီအခုတရှိဒီ drop တူနေနဲ့တီးပြီးသားရင်းနှီးပြီးသား drop တူနေ call ယူကြရပြီးသားလူပဲဆက်တီးလို့ရတော့မှာနှမို့ဆိုရင်မျက်တိလဲတော့မှာအဲ့တော့ drop တီးအကြောင်းမသွားမှာခက်ရခက်သေးဖြစ်တာတော့မဟုတ်ဘူးဒါမှမဟုတ်အဲ့ဒါပြန်ပြောနေလို့ပြီးမှာမဟုတ်ဘူးနော်အကျိုးကိုလျှော့လိုက်တော့ဗျာဥမာကျွန်တော်တို့ကဒီလိုများ G band ဆိုဒီလိုမလားဟာတယ်မအရင်ကဒီလိုဒီတာ G power ကောဆိုကျိုးကရှော့လိုက်တော့ G က G note က D ကိုရောက်သွားတယ် ဟာလာဂျီဟာဂျီကျိုးတကီးချော့လိုက်တော့ဇကွက်ကျော်ဒီလိုသွားမှာအဲ့တော့အပြူလက်ကြီးဖြစ်ကုန်တာပေါ့ G F E flat D အဲ့ဒါ5 chord တွေအဲ့လိုဖြစ်ကုန်တာနော် ဟုတ်ပြီအဲ့တော့အတာတာတာကျူနေကြောင်းပေါ့အဲ့တော့အခုသရှင်းဒီ drop ဒီကျူနေဖြစ်တယ်အဲ့တော့ကျွန်တော်ဘာရှင်းရနှစ်ခုရှိတယ်ပထမဦးဆုံးဘာရှင်းနဲ့အခွေတွေကယူလိုက်ခွေတွေကဘာရှင်းနဲ့အခုစီဘာရှင်းပေါ့နော်အဲ့တော့အခုစီဘာရှင်းရပြပသက်ပူးကြားနေရတယ်ပူပီတီလို့အဆင်ပြေပဲလို့ထင်နေကျွန်တော်တီးတာပေါ့နော်ကိုသရှင်းမှာကျတော့ဒါပေမဲ့ဥဒူဒူဥဒူဒူအဲ့လိုပေါ့နည်းနည်းလေးရှုပ်နေတာတော့လကောင်းဟာလာကိုကိုကျွန်တော်မရတာပါနော်အစိုးရတွေကလည်းမြန်တော့အဲ့လိုမရတာမရလို့မတီးတာပေါ့ဗျာဟောပြီကုတိမရသေးတာပေါ့အဲ့အဲ့အဲ့ကြာဒီဘာရှင်းလေးကို တိခတာဖြစ်ပါတယ်လို့เนาะအဲ့တော့အမယူနေပါရင်လည်းကျွန်တော်ကိုပဲအပြစ်တင်ပါဒါဒါမျှဝေပေးတာပါ အကုန်လုံးလုံးဝမမှန်ပါဘူးเนาะကျွန်တော်တို့ဟုတ်ပြီအဲ့တော့နံပါတ်၄ code ကိုသိရမယ် code ကိုသိရပါမယ်เนาะ code တွေမသိရင်ဘာမှတို့အကျိုးမရှိဘူးเนาะ code ပေါ်မှာပဲလောက်တာဒီလား code တွေပေါ်မှာပဲလောက်သွားတယ်เนาะအဲ့တော့ဟုတ်ပြီအဲ intro ကကျွန်တော်တို့အဲเนาะ F sharp minor ပေါ့เนาะ G flat minor ပေါ့ F sharp minor တန်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 အဟိုးအဟိုးဒီ lead version မှာတော့เนาะ

ညာဆက်ဖက်အတန်းလေးလည်းကြားတယ်ပဲဒီပဲထားပါနော် F sharp minor နှစ်ပါးဒီနှစ်ပါးကိုဒီလို riff ကိုသွားပါအဲ့တော့သူ့ရဲ့နော် power chord ကြီးဒီလိုဖြစ်သွားတယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲပိုးပြီးဒီမှာလုံးလုံးကင်လို့ကောင်းလာပါဘောနော်ဒါဒါ modern rock တွေမှာတော်တော်များများဒီလို riff ဒီရတာပါနော်အဲ့တော့ဒီကြောင့်အသေးစိတ်ပြောတော့နော်ဒါဒီ F sharp minor ရဲ့ power chord အဲ့တော့တန်တန်တန်ဒီထိရရမယ်နော်တန်တန်တန်အကျွန်တော်ကြားတဲ့ဟာနော်ကြိုးကြော်တော့နည်းနည်းကြည့်ရတာလည်းအမြင်ခက်တယ်တီးရတာလည်းနည်းနည်းလေးတော့ခက်တယ်တီးရတာ မပြရတော့ဒီမှာယူရှင်းပါတယ်ဒီကျိုးကျော်တော့နည်းနည်းလေးဒုက္ခနည်းနည်းရောက်တယ်ဗောနော်ကျွန်တော်အဲ့အတိုင်းကြားတာပဲเนาะအရင်ဘာရှင်းမှလည်းအဲ့လိုပဲကြားတယ်အဲ့တော့ပြန်ပြမယ်ဟုတ်တယ်အဲ့ဒါအောင်မှကျွန်တော်တို့ကလက်ပြက်ဒီလိုမျိုး riff တွေနဲ့ mute လုပ်တာတွေအတန် mute မလုပ်တဲ့အတန်တွေရှိသေးတယ်เนาะဆရာကြီးတိကတအားကောင်းတယ်ကျွန်တော်တို့သူ့လောက်မတည်နေပြောချင်တာ အဲ့လိုမျိုးအကျိုးကြီးရကြောနေတော့တီးရခက်နေတာဗျာတီးရမှာအရသာအလုပ်ထွက်နေတာနော်အပြန်ပြမယ်ရပါရင်နော်အလောက်တော့မြေပါရင်နော်အဲ့တော့လက်ဒီကိုရွေးချယ်ပြီးတီးမယ်ပေါ့နော်။ဟောတော့နေနေပဲတီးမလား။တော့ဘယ်လိုတီးမလဲကြည့်ပါနော်။ ာပြီနော်အဲ့တော့အဖေမိုင်းတော့တန်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 ပြီးတော့ D ပေါ့နော်အဲ့ဒါရလွဲပါတယ်အဲ့လိုကြီးမဒီဘူးနော်အဲ့လိုဒီတာမဟုတ်ဘူးနော်အဘနော်အဒီဒီ riff ပုံစံတီးတာပါနော် mute နဲ့ bell mute နဲ့ပါနော်ကြပါရဲ့နော်လွယ်ပါနော် okay အဲ့ဒါပဲပြန်ကြည့်မယ်ထောက်မှာနော်ကျွန်တော်အဲ့ဒါတော့တတိယကြတာမမှန်ဘူးအဲ့လိုလေးပဲကျွန်တော်လေးလိုက်တော့တယ်နော်တူ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 နော်အဲ့လိုလေးပဲလေးရတယ် နော်အဲ့တော့တချင်းဝင်တော့လည်းအဲ့ဒါပဲကွာကြီးဆိုတာတော့လည်းကျွန်တော်မကြည့်ဘူးကွယ်နော်ကော့ကတာပဲအဲ့တော့ကျွန်တော်ကဲဟုတ်ပြီနော်အဲ့တော့ပကင်းတွေလာပြီပေါ့နော်အဲ့တော့ပကင်းတွေမှာတော့ကျွန်တော်တို့ဒီအဲ့ဒီသက်သွားကော့နှစ်ကော့ပေါ်မှာပဲတဲပြီးတော့လုံးမှာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေကျွန်တော်အသေးစိတ်နာမည်ကိုကျွန်တော်တေချာမစဉ်းစားရသေးလို့ကော့နာမည်တွေတော့မပြောတော့ကော့ကတော့ဒါပဲနော်ကွာကြီးဆိုတာတော့လည်းယူကွယ်ဒီဘွန်ပိုင်းသွားဒါပေမဲ့ပကင်းအလုံးလေးတွေကကျွန်တော်တခြားနှုတ်လုံးလေးပေါ့နော်အဲ့ဒါကိုထည့်ပြီးတော့ ကော့နဲ့ပြောမယ်ဆိုရင်ဒါရှုပ်သွားမှာဆိုလို့ပေါ့နော်ထားပါတော့အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်စောစော F sharp minor နော် G flat minor ရဲ့ band ကို minor မပြီးတော့နံပါတ်3ကျိုးရဲ့6ကွက်ကိုဖိတယ်နော်အဲ့ဖိရမကျိုးကြီးဒါကျွန်တော်ဒီးတာနော်ကျွန်တော်တက်တက်ကပြောတယ်အောက်နှစ်ကျိုးထွက်တာမဟုတ်ဘူးနော်အဲ့အဲ့အတိုင်းဖိတာမှာကျွန်တော်တက်တကြွနဲ့ဖိလေရကျွန်တော်ကတော့လက်တန်းကြီးနဲ့ဖိဖိချင်တာနဲ့ဖိနော်အောက်နှစ်ကျိုးလို့မအဲ့ဒါဖိထားရင်ကျွန်တော်ဒီးလို့ရပြီတော့တို့ဖြစ်တယ်နော်အုံနောက်နဲ့အဝါနဲ့လွဲတယ်နည်းနည်းတော့လွှတ်ကျိုးယူတည်တာတော့ထားပါတော့ကျွန်တော်ပြောတဲ့ဟာကိုတီး ီးရင်တီးကြည့်လိမ့်မယ်မှားကျင်တယ်ကျွန်တော်ကြားနေတဲ့ feeling ကတော့အဲ့တော့ဇောက်ထုပြန်တီးရလို့ကြားဒါမှမဟုတ်တီးရလက်ကတမျိုးတီးနေရတာအဲ့တော့အားမလို့ဘူးလို့အဲ့တိုင်းပဲခိုင်းထားမှာနော်ဒီမှာဖိတာထားပြီးနေအဲ့ဒီမဲ့ဂျိုးစီ6432 6432အဲ့ဒါပြော423 ပြန်ကြမယ်အဲ့ဒါဒီ6ကျိုးနံပါတ်နော်6 4 3 4 2 3အဲအဲ့ဒါပြီးနောက်တစ်ခါပဲအဲ့တစ်ခါပြန်လာတယ်နောက်တစ်ကြောကြတော့အဲ့ဒါကြတော့4 2 3 1အားမမပြအောင်ဒီရဒီတိုင်းမကင်တာဒါနော်အဲ့တော့ပြန်ပြမယ်ပထမဆုံးတစ်ခါလီ6 4 3 2 4 2 3ကျိုးနံပါတ်ဟုတ်နော်6 4 3 2 4 2 3ပြီးတော့6 4 3နဲ့ပြန်လာမယ်6 4 3 2 အဲ့ဒါပြန်လေးဂျိုးနှစ်ဂျိုးသုံးဂျိုးတစ်ဂျိုးโอเคနော်ရပါတယ်နော်ကျွန်တော်အသေးသေးလေးတက်နေတဲ့မြန်မာလေးပြောပြပါတယ်နော်ဟလာတီးလို့ရမယ်လို့ဆိုရင်တော့ဂျင်းဒီပေါကိုရပါတယ်တလောက်ပါနော်လောက်သူနားလည်နေပါပြီတီးလို့ရအတန်ထွက်နေပါပြီနော်ဒီပဲအတိုင်းပဲခိုင်းတာမယ်ဒီနှစ်ကျိုးပဲဖိထားမယ်ဒီကော့ဖြစ်သွားတာဖြစ်နေတာပေါ်ကျိုးယူလို့ယူတည်မယ်နော်အဲအတိုင်းပဲကျွန်တော်တို့စစောကကျိုးနံပါတ်အတိုင်းပဲ တစ်ချက်မှာဒါဒီကောင်ဝင်လိုက်သေးတယ်ကျွန်တော်တို့အကျမ်းဖတ်ပြီးတော့လက်တွေ့ရနဲ့ဝင်တည်တယ်နှုတ်မတူအသက်ဒုက္ခရောက်လို့နော်အဲ့တော့ပြန်တည်မယ်ကော့ဒီနေရာမှာအဲ့ဒီအတိုင်းပဲဟုတ်ပြီနော်ဒီကျမ်းစာကြီးအဲ့တော့ရပြီနော် เนาะအဲ့အလားပြီးတော့တရှင်ဤပတ်သက်ဆိုပေါ့เนาะအဲ့အလားပြီးဘဝင်းလေးအဲ့ဒါဒါလေးလည်းပြန်လေးရပါเนาะเนาะအဲ့အလားပြီးတော့အဲ့ပါ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 ရအောင်ပါเนาะအဲ့အလားပြီးတော့ chorus လာအောင်လားเนาะအဲ့အလားတော့ဘာမှမတီး B minor ပါเนาะအာယော chorus ဒီမှာလည်းကျွန်တော်ဘာမှတီးမလာဘူး core ပဲเนาะဒီပါဒီပါတူတူပဲဒီပါ ူကကျွန်တော်တို့ power coin ကလက်တာပေါ့နော်အဲ့တော့ဒီက efficient miner ဘန်ကြီးကဒီလိုဖြစ်သွားတယ်နော်အဲ့တော့ဒီမှာနော်သူက efficient miner နှုတ်ကတော့ဒီမှာရှိတယ်အဲ့ဒါန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 ဲ့တီးတာနော်အောက်ကျိုးကြီးဒါကြီးကတော့တကယ်တော့မဆိုင်ဘူးတီးထွက်သွားတယ်ဘာမှဖြစ်ပါဘူးနော်အဲ့တော့ဒီငယ်ဒီအဲ့ဒီဒီက efficient miner ပဲ flip miner ပဲဟုတ်ပြီနော်ပါစေဒီပြန်စေပြပါအဲ့လိုမကိုင်းရင်ယူယူကိုင်းလဲရတယ်နော်ဒါ ဒီလိုမျိုးပဲခိုင်းလဲရတယ်ဒီလေးမျိုးပဲအပေါ်ချိုးလေးမျိုးဒီလိုပဲနေလဲရတယ်နော်အခုရေမုံတော့မအောင်တော့မြဲတယ်လို့ဒီနော်အဲ့တော့ရုတ်တရက်ကြပျောက်သွားတာပေါ့အဖြစ်မိုင်းတာကျွန်တော်တို့ကဒီနားပဲတည်ရလေဒီနားပဲတည်ရဒီလိုကြီးဖြစ်သွားတာဟာဖြေရကသေးပဲရောဖြေပါချေအဲဟောပြီးတော့ဖြေပါစေလို့ရဖြေအဲ့တော့ပထမ electric version တော့ဟာဖြေပြီးတော့ဒီအမြင်နဲ့ကြော့တယ်ဒီမှာတော့တိတ်မကြော့တာမတွေ့ဘူးပေါ့နော်အဲ့တော့ ကျွန်တော်လည်းနားတော့နားထောင်တယ်မှားရင်လည်းခွင့်လွှတ်ပေးပါဘောနော်အဲ့တော့ပထမတစ်ခေါက်ပါတော့ကျွန်တော်တို့ကဒီလိုကြီးလည်းသွားမတီးပြင်အပေါ်ကျိုးကလည်းဒီကိုလောက်တာတော့ကျွန်တော်တို့ကဆိုပြီးတော့ဒါရဲဒါရဲဒါရဲဒါမှာ E E5 ပေါ့အဲ့ဒါကိုထိမ့်တိလိုက်တာပေါ့နော်ဩဘလူးတူတရားချစ်တော့ဘလူးတိလာကျွန်တော်ကျွန်တော်ယူစားရပါတော့နော်အဲ့လိုပဲတိလိုက်တယ်တကယ်တော့ D E ပဲဗျာဒါပဲအဲ့ဒါကိုလောက်တာ D ပထမတစ်ခေါက်မှာပဲပါတာတော့နောက်ခေါက်ဒီမှာအဲ့ဒီအီးကြော့တာကိုကျွန်တော်မကြားတော့ဘူးမကြော့တော့ဘူးပဲသဘောထားလိုက်တာနော်အဲ့အဲ့ညမှာကနေ riff တစ်ခုလာတယ်တိုင်မင်းတရားလာထောင်နော်ရပြီနော်ဒါပဲနော်အဲ့ဒါပြီးတော့ ဘတ်တွေပြန်ဆိုတယ်ဘလကင်တွေပြန်သွားတယ်ဘာညာဘာညာကောရက်တွေပြန်ဆိုတယ်ဒါပဲเนาะအဲ့ဒါပြီးတော့ဟုတ်ပြီเนาะကောရက်ပါပဲเนาะဒီဆိုလိုဝင်ငန်းဒီတနေရာမှာဝါကိုစစ်ပေးအဲ့လိုလေးဒီမယ်เนาะစစ်ပေးဘီမိုင်းလာဝင်သွားတာအဲ့မှာဆိုရင်ကဲဟုတ်ပြီเนาะအဲ့တော့စစ်ပေးပြီးတော့ လွဲပါလားလွဲပါလေဆိုတာနေရာလွဲတဲ့သူ SP နဲ့ဒီဘုကတကယ်မလွဲဘူးเนาะဟုတ်เนาะဟုတ်ပြီနော်ရအောင်ဟုတ်ပြီအဲအဲ့ပြီးတော့နောက်တော့ကြောဒီ เนาะအတန်လေးကအပေါ်ကျိုးက drop လုပ်ထားရဖြစ်တယ်လို့တမျိုးလေးခံစားနေရလိမ့်မယ်ပြောချင်တာအပေါ်က octave ကတမျိုးပြန်ဖြစ်ဖြစ်နေအောင်เนาะအဲ့တော့ဘာလို့ဒီရလဲဆိုကျွန်တော်တို့ဒီ flat fade ပေါ့เนาะ flat fade interval ဆိုတာအဲဘယ်လိုပြောမလဲ diminish ပေါ့เนาะ diminish diminish fade interval ကိုပဲဒီထဲမှာဒါဆို b flat ဟုတ်ပြီเนาะအဲအဲအဲ့လိုမျိုးပေါ့เนาะဒါဆိုရင်ဒီရဲ့ဒါဆိုကျွန်တော်ပြောတဲ့ဒီဒီ flat fade ပေါ့เนาะ diminish fade interval နဲ့သွားတဲ့အရသာကြီးကို guitar riff လိုမျိုးလုပ်တည်တယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ နော်တကြော်ကြီးတွေ့ရတကြိုးတွေနည်းနည်းလေးကြော်လို့ဒါနောက်ပိုင်းဟာတွေကနော်တီးရတာအဲ့လောက်ကြီးတအားချိုးလို့အစိမ့်သေးတယ်လာမခက်ဘူးနော်နော်နေရာကြီးအဲ့လိုတီးကျင်ဒီမတီးကျင်ရင်ကျွန်တော်တို့ကဒါကြီးနံပါတ် force range လွှတ်ကြိုးဖြစ်တဲ့အတွက်ဒါလည်းရတာပဲเนาะအဲ့တော့ရှုပ်သွားတာပြန်ပြပဲ

မဘဘလူးမဒီရလွယ်လေဗျာဒီလားအဲ့ဒါကိုစဉ်းစားပြီးတော့ music theory နဲ့ chord တွေ light ခွာဖြစ်ရင်နည်းနည်းခက်မှောင်နေခဏကြောင်းစဉ်းစားကြည့်မယ်အဲ့လိုဆိုတော့ဒါကကျွန်တော်တို့က B minor 7ရဲ့တက်ပင်လို့ဖြစ်သွားတာပေါ့နော်နော်ဒါ B ဟုတ်နော်အဲ့တော့ဟုတ်တယ် B minor 7ပဲပြောပါတော့နော်အဲ့လို B minor 7ရဲ့ဒီတက်ပင် lick တစ်ခုလိုမျိုးကျွန်တော်တို့ကရေပုံရမှားမှားပဲနော်သဘောပြထားပါတော့နော်အဲ့တော့ ဘူးเนาะကြာတာချင်းကြီးဟောပြီအဲ့ဒါပြန်တော့ကြောက်ပါရပါပြီနော်ပြန်ကြည့်မယ်အနည်းတော်တော့တစ်ခါ sorry နော်ပြန်ပြန်လာပါနော်ဒီကောင်အောက်ဆင်းမယ် ြန်လာမယ်ဒီမှာဝင်အောင်စင်မယ်အာကျူရည်ကသူ့ဘာဆိုအရှင်ရတယ်အနေသွားရင်တိုင်ပိုက်ရင်ပတ်နေအဲ့လိုရပါပြီနော်ဟုတ်ပြီအဲ့ဒါပြီးတော့ယူကြီးတို့ပြီးတော့နောက်တစ်ခါလာရမယ်သွားသွားပါပဲ ဲ့နော်အမလည်းလွယ်လေအရာ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 တမဒီမှာအဖြစ်မိုင်းတော့ပြန်ဝင်တော့စောစောတော့ဒီမိုင်းတော့လည်းမတဲတဲတီးနေဟုတ်ပြီနော်ရပါပြီနော်အမတိုင်မလေးတွေထောက်တော်တော်ထောက်တယ်တရားနာတော့ပါနော်ဟုတ်ကဲ့နော်ဒီမှာအဖြတ်မိုင်းနာလေးကဒီ note ပဲနော်တာ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  အဲ့မှာ intro က guitar riff ကိုပြန်လိုက်တယ်နောက်ဆုံးနောက်ဆုံး note တစ်ခုပြောင်းတယ်ဟိုမှာ intro တော့ဟာတန်တန်တန်ငါကျိုးလှူကျိုးတီးတာဒီမှာကြလားအာဒါကျွန်တော်ဒီဟာကိုကြားဟုတ်ပြီနော်အေးအဲ့ဒါပြီးတော့ရှင်ကျွန်တော်တို့ကနော်ဒီဒီရှေးလေးကပြန်သွားလိုက်မယ်နော်နော် ဆက်ဆိုတာကျွန်တော်ပြောတဲ့ diminish interval လေးကြီးပဲဒီတာနောက်ပြီနော်ရှုပ်သွားတယ်နော်ဟုတ်ပြီနော်ပြီးရင်ဟုတ်နော်အဲ့ပြီးတော့တခါအဲ F sharp minor ပြန်ပါပြီးတော့ intro သွားသွားဟာပြန်ကြည့်တယ် အဲပြီးတော့နာဆလီ F sharp မှာ F sharp note ပဲပြီးတော့သွားသွားဟာပြန်ကြည့်တယ်နာဟုတ်ပြီနော်အဲ့တော့ဆိုလိုပြန်ပြပါမယ်နော်ဟုတ်ပြီနော်အဲ့တော့အနည်းလေးပြန်ပြပါမယ် းပါပြီအမှလည်းကျွန်တော်တို့အဲကြားထဲအလုံးလည်းကျွန်တော်မတီးတော့ဘူးကိုရှာပြစ်တော့ဘူးเนาะမတီးတွေ့စေပြီးတော့ G ပေါ့အဲဒီမှာ G เนาะတွေ့စေအဲပါပြစ်တွေ့စေအေးလေးထားလိုက်သေးတယ်စေပေးဒါတို့ပြီးပြီเนาะအဲအဲအန်နီမှာကျွန်တော်တို့ဟိုဒီနောက်ဆုံးတစ်ခေါက်ကိုပြန်တီးတယ် တ်သွားပါတယ်လို့ကျေးဇူးများတင်ပါတယ်ခင်ဗျာ။